မင်္ဂလာပါရှင် ဝေကူ channel မှာကြိုဆိုပါတယ်ကျမရဲ့ channel လေးမှာစာဖတ်တန်တွေကိုလာရောက်နားဆင်သူအားလုံးကိုလည်းမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်ပါတယ်เนาะဒီနေ့ကျမဖတ်ပြခြင်းနဲ့စာလေးရတော့ ယတာစာရန်လေးတပုတ်ပါအဲ့ဒီယတာစာရန်လေးကအဲကျမတို့ဒီမဂ္ဂဇင်းလေးမှာပါခဲ့တာမဟုတ်ဖ ೇನೆ ခါဦးတိုက်တိုက်ကစူးစီးမှုလေးတခုလုပ်မယ်ဆိုပြီးတော့စာမူလေးတပုတ်ပေးဖို့ကျမကိုလာတောင်းတယ်ပေါ့နော်အဲအဲ့ဒီအချိန်မှာကျမကိုအစီပဲရရဝတ္ထုတူလေးပဲရရအစဉ်ပြေတာလေးပေးပါလို့ပြောတာပါဒါပေမဲ့အစီဆိုရင်တော့ပူကောင်းမယ်လို့သူကပြောပါတယ်ကျမမှာလည်းအခု ဒီ essay တွေကိုရေးဖို့စိတ်ကူးလေးရှိနေတဲ့ ਨੇ ပဲရေးပြီးတော့ကလောင်ဆောင်စုစည်းတီမိုဒီမှာပါဖို့ပေးခဲ့တာပါယသစာရန်ဒီရဲ့နာမည်ကတော့မေတ္တာတွဲချက်အချစ်တော်ချက်လို့အမည်ရပါတယ်နာမည်လေးအတိုင်းပဲဒါအချစ်ရဲ့တော်ချက်ကလေးပေါ့နော်အဲ့ဒါလေးကိုကျမကအဲဒီကျမရဲ့ Facebook page မှာစာပြန်ရိုက်ပြီးတင်ပေးတဲ့အခါမှာလည်းတော်တော်လေးကို လူချိန်များပါတယ်။အဲတော်တော်များများလည်းဝင်ရောက်ဆွေးနွေးပြီးတော့ဒီအချစ်အကြောင်းပေါ့နော်လူတိုင်းမှာကအချစ်အချစ်နဲ့ပတ်သက်တဲ့လူတွေကြီးပဲလေနော်။အချစ်နဲ့မပတ်သက်တဲ့လူတယောက်မှမရှိဘူး။အဲ့ခါကျတော့အချစ်အကြောင်းတွေကိုလာပြီးတော့အဲတင်မြင်ချက်ကလေးတွေပေါ့နော်။ comment လေးတွေတော်တော်များများရေးကြပါတယ်။အဲ့ဒီအစည်းလေးကလူကြိုက်တဲ့များတယ်လို့ပြောရမှာပေါ့ဒီနော်။ မေတ္တာတွဲရှဲအချစ်တော်ကျဲလို့အမိရတဲ့အစေလေးကိုနားဆင်ကြည့်ကြပါအောင်နော်ဒီအသက်ဒီရွယ်မှာ အချစ်အကြောင်းပြောရမည်ဆိုရင်တော့အေးမြတည်ငြိမ်သောမေတ္တာအရင်ခံသည့်အချစ်စစ်အကြောင်းကိုသာပြောခြင်းမိပါတော့သည်အချစ်ဆိုသည်ကို လူတို့က အတိတ်ပဲအမျိုးမျိုးဖွင့်ဆိုကြရာကျမကတော့အချစ်စစ်ဆိုဒီမှာအေးမြသောမေတ္တာကနေမြပြခံပြီးစီစဉ်ခဲ့သည်ဟုဆိုခြင်းပါသည်ဒီလိုမေတ္တာကိုအခြေခံထားမှလဲဘဝတလျှောက်ကြုံဆုံရသမျှကိုတီးခံကြောဖြတ်နိုင်ပေလိမ့်မည်တယောက်ကိုတယောက်နားလည်စာနာပေးပြီးညှိနှိုင်းနိုင်မည်ဤသို့မဟုတ်ဘဲလူချင်းတက်မဲ့စိတ်ကိုအချစ်ဟုထင်မိသူတွေကတော့အချစ်ကိုချိုးသီးလို့ကြီးအမြဲထင်ကျင်သူတွေမျိုး တကယ်တမ်းအခါလေးဝါမိသည်နှင့်လန့်ဖြတ်ခါထွေးထုတ်ပြစ်ချင်တော်သည်ပေါ်ဘဝဆိုသည်ကားကို ရုံးကန်ရခြင်းဆိုမှတော့ဘဝတဲကအချက်မှာခြိုးထားလဲကြုံပြီးခါထားလဲကြုံပြီး တခါတရံချင်းမီဖမ်းမီဆက်မီအစုံပေါ်ရတာဆုံးကြုံရမည်လေဒါကိုမေတ္တာအရင်ခံသည့်အချက်က နားလေနိုင်၏ဖြတ်ကျော်နိုင်၏ခါလဲနောက်မတွန့်ကြော်ရမည်သာ အခါကိုဝါမိမှလဲအချိုဤတံပိုးကို ပိုသိနိုင်မည်မဟုတ်လားအချစ်စစ်မှန်ပြင်ခါတော့လည်းတီးခံပြီးဆက်ဝါးနိုင်ရမည်ခါလျင်ကိုကညံသုံးပြီးခပ်ဖောက်ဖောက်ဝါပေါ်ခဏငုံထားသိရင်လည်းငုံထားပေါ်အခါကုန်တော့ပြန်ချိုလာလိမ့်မည်ဟုကျမကယုံကြည်ခြင်းမိပါသည်ဆေကျော်တဲ့အရွယ်တုန်းကတော့ရင်ခုန်တိတ်မှုသောညှို့ယူဆွေးငင်သောတွေ့ဝေမျိုးသိသောလွမ်းမောတန်းတရာသောဝေဒနာမျိုးစုံနှင့်အချစ်ကိုခံစားမှုသည်ပေါ့ အချစ်ဆိုသည်နှင့်သူဤဖွားဘက်တော်အလွမ်းကလည်းအနောက်မှထက်ချက်မကွာလိုက်ပါလာတော့၏ချစ်တက်သူတိုင်း လွမ်းမှုကြမည်ပင်လွမ်းမှုသူတိုင်းလည်းတန်တာတက်လိမ့်မည်တန်တာမှုမပါတော့အလွမ်းဟုသည် မရှိစကားထို့အတူ မလွမ်းမှုသော အချစ်ဟုသည်လည်းမရှိစကားပါပေကျမတူဦးတဲ့အတွက်ဆိုရင်ဖြင့်အလွမ်းရင်လေအချစ်ညင်လေဟုပင် တင်စားခြင်းမိပါသေးသည် ကျမအချစ်သည်အလွမ်းတော်ထဲ၌ကာလရှိကြစွာမြင်မျောနေခဲ့ရ၍ဖြစ်၏မငိုဘူးသောမျက်လုံးများသည်အလှစစ်ကို ရှာမတွေ့နိုင်သလိုမလွမ်းဘူးသောအချစ်သည်ဉာဏ်နိုးမှုအမှန်ကိုတန်ဖိုးမသိနိုင်ဟုကျမကထင်မိပါသည်ဒီတော့ဆိုကြပါစို့အချစ်သည်အလွမ်းကြောင့်ဦးနှင်းသည် တွင်ငင်လာသည်ဆိုပါလျင် အလွမ်းဤမြင့်တည်မှုသည်အချစ်ပေါ် တွင်ငင်မှုနှင့်ဓာတ်ရိုက်အချိုးကျမည်ပင်မဟုတ်ပါလား ်ငငယ်တုန်းကတော့အလွမ်းဆိုသည့်အရာကိုအလွန်ပင်မုန်းတီးခဲ့မိသေးသည်ဘာလို့ဆို အချစ်ကိုစတွေ့ပြီးဆိုကြတဲ့ကမျက်စိအောက်ကပျောက်သည်နှင့်ကျမက လွတ်တက်ခဲ့သူကိုအစစ်စစ်တမြင့်မြင့်စိတ်နှလုံးနာကျင်ရသောအလွမ်းကိုကျမမနှိမ့်မြို့တော်လဲမတွန်းလန့်နိုင်ပါ သူတံကိုအချိန်တော်တော်ကြာကြာခံလိုက်ရသည်ဒီကြားတဲ့တက္ကသိုလ်တစ်ချိန်မှာကျမကရန်ကုန်မှာတွားတက်ရပင်မဲ့ချစ်သူက မြို့ကလေးမှာကြံခဲ့ပြန်ပြီးတော့တက္ကသိုလ်ကျောင်းသူအရာသားကိုအပြည့်အဝမပြောဝင်နိုင်ပဲလွမ်းလို့မစုံတနုံနုံတခွေခွေရဲပေါ့လေအဲ့ဒီအချိန်မှာစာလေးကြပြားလေးကလည်းမတောက်တခေါက်ခန်းစားရေးခွဲခြင်းပြန်သေးတော့တလူလူလွင့်ပြန်နေသည့်ခန်းစားမှုအပိုင်းစတွေဆိုတာစကလုံးတသနာတွေအဖြစ်တသွင်သွင် စီစဉ်လို့ပင် မဆုံးလေခဲ့ဒို့ပေမဲ့အလွမ်းတာရှိလာတော့သူ့ကြောင့်တိုးလာသောတွေ့တာမှုအထက်ထက်ကိုသတိထားမိလာရ၏ အလွမ်းဆိုတာသာမရှိရင်အချစ်ပေါ်ဒီလောက်တွေ့တာတန်ဖိုးထားမိလိမ့်မည်လားဟုပင်တွေးမိခြင်းသည်အထီးပင်အလွမ်းဤတဲပိုးမှုဖြင့်အချစ်ကတန်ဖိုးတက်လာပြီးတကားလာတွင်တစုံတစ်ခုဤတန်ဖိုးကို ပြသနိုင်မှုတစုံတစ်ခုကနှိုင်းရှင်ချိန်ထိုးခံပေးနေ၍သာဖြစ်ကြောင်းသတိထားမိလာတော့၏ဥပမာ အချစ်ကညီမကြည်နူးနှစ်သက်စရာကောင်းကြောင်းအလွမ်းဤနာကျင်ခံခဲ့မှုကို ခံစားရမှ ပိုတိလာသလို့ အချစ်ကိုမတွေ့မမြင်ရရည်လွမ်းဆွတ်တန်းတားရလေအချစ်ကိုမြင်တွေ့ခွင့်လေးရအောင်စူးစမ်းမိလေနဲ့ပူတန်ဖို့တည်လာသလိုဒီလိုနဲ့တငယ်ချင်းများကြားတွင် ကျမက အလွမ်းမင်းသမီးအချစ်ဆက်ပြကြီးဖြစ်မမသိဖြစ်လာရတော့ဒီပေါ့အဆက်မပြတ်စီးစင်းနေသောရေအလင်းကဲ့သို့ပင် အချိန်ကာလများတရွေ့ရွေ့ဖြတ်ကျော်သွားခဲ့လေရာ အချစ်နှင့်သူ၏နောက်ဆက်တွဲအလွမ်းသာမကအိမ်တော်တစ်ခု၏ဒေါကဒေါသမာနာ စသဖြင့်အချစ်နှင့်ဆက်လင်းနိုင်သမျှချိုးချင်းဖန်ဆက်ခါအရသာမျိုးစုံကို ကျမတို့ခံစားဘူးခဲ့လေပြီဆဲစုနှစ်တွေလည်းတစုပြီးတစုပြောင်းသွားခဲ့ရာသားတွေသမီးတွေနဲ့မိသားစုအဆောက်အုံတွေလည်းတောင့်တင်းလာခဲ့ဤမိတို့ပင်ဖြစ်စေခုချိန်ထိလည်းတငယ်ချင်းများကကျမကို အချစ်ဆန်ပြရာထူးမှာထားနေကြစေရည်စရာတော့ကောင်းပါသည် ကျမကတိတ်မငြင်းယူတက်လီတော့ ကျမဆိုရင်အချစ်နှစ်ပတ်သက်သမျှအဆစအယားယားအစဉ်ပြေသည်ဟုကြီးထင်ချင်နေကြပုံရ၏တငယ်ချင်းတွေစုမိစုံမိကြပြီလားဆိုသူတို့၏အချစ်ပြတနာအိမ်တော်၏ပြတနာတွေကိုကျမနဲ့နှိုင်းရှင်ကပြောတတ်ကြ၏အဆပိုင်းတို့ကတော့ကျမကလည်းအလိုက်သိမ့်မင်းပြုံးရတာနေခဲ့မိသေးသည်ပေါ့နောက်ပိုင်းတော့မိဘစီစဉ်ပြီးတော့အိမ်တော်ကြီးတစ်ခုမှာတငယ်ချင်းဤမပြေလည်မှုတွေအံ့ကြပါများလာတော့အခါကျမမှာစဉ်းစားစရာတွေဖြစ်လာရပြီ။ ။တငယ်ချင်းကသူမခင်မုန်းဤအေးဆက်သောဆက်ဆံရေးကိုရင်နာနေတတ်သူဆိုတော့တငယ်ချင်းတွေလက်ဖက်ဆိုင်မှာဝိုင်းဖွဲ့ချင်းကြားသွားတဲ့အခါမျိုးမှာကျမအင်သားကဖုန်းလေးလှမ်းဆက်ပြီးတရင်မိတတ်သည့်အခါတိုင်းမြင်းတို့တွေကအရင်လိုနှွေးထွေးနေကြတုံးပဲနော်။ဟုအားကြစကားဆိုတတ်သည်သူကဆိုငါ့ကိုဘရောမှတတိမယဂယုတဆိုင်မရှိတတ်ဘူးဘယ်တော့မှလည်းစိတ်မပူဘူးသူ့အလုပ်ကလွှဲရင်ဘာကိုမှစိတ်ဝင်စားရကောင်းမှမသိတယ်လူ့ ဆိုပြီးလဲသူ့ဘဝကိုအာမရစိတ်ဝင်တက်သည် ကျမကဘာမှစောရကပြတ်မတက်ပဲပြုံးရည်သာနေတက်ပြန်တော့သူ့စကားကိုအကျွမ်းမဲ့ထောက်ခံသလိုလဲဖြစ်နေခဲ့ပါလိမ့်မည်အမှန်တော့သူမကမိဘစီမံရာကို လိုက်နာခဲ့ရသည်သူ့အိမ်တော်ကြီးကိုကျမဤသူရဲအောင်ဆန်းဆန်းရင်ခုန်ရသော အချစ်စွန့်စားကံများနှင့်နိုင်ရှင်က အချစ်စစ်မဟုတ်သလိုလိုအထင်ရောက်နေခြင်းသာဒါဖြင့်သူမမှာ ငငယ်ကချစ်သူဟောင်းရှိခဲ့သလားဆိုတော့လေအင်မတန်ယူသားရှင်းလင်းလာတော့သူမနှလုံးသားကိစ္စကိုကျမအတိဆုံးပေါ့နောက်တစ်ခုကလူကြီးချင်းစီမံကြသည်ဆိုတော့လေသူတို့ချင်းတွေ့ဆုံကသဘောကျပြီးမှသာကြီးနဲ့လက်ခံခဲ့ကြသည်အိမ်တော်ရေးမှုတိတ်တော်လဲဇမနာလာပါတကယ်တမ်းသူမနာကြီးနေသည်ကသူမခင်မွန်းတဲ့ဤအေးဆက်မှုသာဖြစ်၏တငယ်ချင်းဤအချိန်ဤအရက်ချက်ကိုတုံးသက်ပြီးသောအခါ ဒီတစ်ခါဆုံဖြစ်ရင် သူမဤစိတ်ဒဏ်ရာအားစိတ်ဖြင့်ပင်ဆေးကြောတန့်စင်ကုသပေးရန်စဉ်းစားမိပါသည်။ဒါ့ပေမဲ့တငယ်ချင်းအုပ်စုထဲမှာလည်းအိမ်အောင်ရှင်တွေပဲဖြစ်နေလေတော့ကုကိစ္စနဲ့ကိုရှုပ်နေကြပြီးတစ်နှစ်မှတစ်ခါနှစ်ခါစုမိဖို့ပင်မလွယ်ကူလှပေ။စုမိဆုံးမိကြပြီဆိုသည်နှင့်ထိုတငယ်ချင်းပြောသည်မှအိမ်အောင်၏အေးဆက်မှုတွေကတေချာပေါက်စိုးရင်ရိမ့်မဲ့သို့ရောက်နေပြီမှန်သတိပြုမိရသည်။ ကျမဒီအတိုင်းအရင်လိုမိမ့်မြင်ကြီးပဲပြုံးနေလို့ဖြင့်မဖြစ်ချေတော့ပါ။တငယ်ချင်းဤမကျေနပ်ချက်များကိုနားထောင်နေရင်ကို့အိမ်အောင်ရေးမှအစင်မချောတာလေးတချို့ကိုအပြည့်အလွားစဉ်းစားနေရ၏။ကျမကမငင်းညူတတ်ရတာသူတို့ကမပြောပြခဲ့ပေမယ့်ကျမတို့လည်းပုထုဇဉ်လူသားများသာမို့စိတ်သဘောမတိုက်ဆိုင်တာတွေ၊ငင်းခုန်ရန်ဖြစ်ရတာတွေ၊စိတ်ဆိုးစကားများရတာတွေဘယ်မှာကင်းနိုင်ပါနည်းနည်း။တို့ပေမဲ့ ထမကတည်းကကျမဆူခဲ့သလိုမေတ္တာနဲ့ရှင်သည့်ချစ်ချင်းမှုတစ္ဆာအမှန်ကို မြင်တတ်ခဲ့ပါ၏စိတ်အခမ်းမတင်ဖြစ်တိုင်းသူနှစ်မှုဒီလိုပြဿနာတွေကြုံရလေခြင်းဟုမတွေးလိုပါမိသူနှစ်ပဲဖြစ်ဖြစ်တဘောအလုံးလက်တွဲရှောက်မှတော့တကွေးမဟုတ်တကွေးတော့အ ਨੇ ဆုံးသဘောထားကွဲလွဲကြမည်ပေါ့ဒီလိုပဲတီးခန့်ကြော်ဖြတ်ရနေတာမဟုတ်လားသူမပြောသည်ခင်မွန်းသည်အေးဆက်မှုများတဲ့တွင် သူမအပေါ်အရေးတူမရှိတာကယုကရင်မကျင်နာတာ တမျက်တနှုတ်မဆက်ဆံတာတွေသာပြည့်နေနေလိမ့်။ကဲဒါဖြင့်နင့်အပြင်ရှုပ်တာပွေတာတွေမတင်ငါစရာတွေရှိလားဟုတငယ်ချင်းတွေကမေးတော့လေ။လေတံလေးတောင်လုံးဝမကြားရပါတဲ့လေ။စီးပွားရေးအလုပ်ထဲမှာသာခေါင်းဆိုင်နေသည့်ယောက်ျားမျိုးမို့ဇနီးနှစ်သားသမီးပေါ့။ချိန်မပေးနိုင်သည်ကသာချွရင်းချက်ဖြစ်နေခြင်းပါ။ဤသို့ဆိုစီဒီကျင်းတခါမြအစင်မပြေတာမကြဘူးတော့ကျမဘဝဤချက်ချင်းကိုရှိစုမဲစုပြဿနာတချို့ အစထုတ်ပြလိုက်တော့သူမသာမကကျန်တငယ်ချင်းများပါအံ့ဩကုန်တော့ဤငါကတော့အခါဝမိတုံအချိန်ဆိုခဏနေအခါကုန်သွားတော့လေသူမဟုတ်တလူချိုလာပြန်အောင်မယ်လို့တွေးပြီးရည်ချင်းလာတာပဲဒီလိုဆိုတော့လေလောကမှာမပြီးဆုံးတဲ့အရာရေလို့ဘယ်မှာရှိလို့လဲဟဲ့ဖြစ်ပြီးရင်ပြက်ရမှာဓမ္မရာပဲမဟုတ်လားဆိုပြီးလေစကားအနာတက်ကသူမခန်းစားချက်ကို ဖော့ပေးလိုက်ပါသည်တငယ်ချင်းက ဒီလောက်ချစ်ကြတယ်နင်တို့တွေလည်းဒီလိုကိစ္စမျိုးရှိတာပဲလားဟု စိတ်မကောင်းသလိုပြောနေတော့လေစိတ်အတန်ပေါ့သွားရှာသည့်ခံစားချက်ကိုတော့သူမမျက်နာမှာအထင်ရှားတွေ့လာရ၏။ဘာပဲဖြစ်ဖြစ်ငါတယောက်တည်းမဟုတ်ပါလားဟု သူမအားတက်သွားမိမှာတော့အမှန်ပါ။တခါတည်းရင်ကိုကအရေးမကြီးလားဟုထင်သော ကိစ္စများကသူတစ်ပါးအတွက်တဘောဟစာလုံးပြောင်းလဲသွားလောက်အောင်အရေးပါအရာရောက်နေတတ်သေးပါလားဟုအံ့ဩမိပါသည်။ ျမတို့ကအသေးမွှားပြဿနာလေးတွေမျိုးတငယ်ချင်းတွေကြားမှာချခင်မပြမိခြင်းသည်သူတို့အတွက်ကနှိုင်းရှင်စရာစံပြကြီးက လလန်းမမီအောင်ဝေးကွာလာတဲ့အောင်စိတ်အားရော့စရာဖြစ်နေသည်ကိုဒီလိုနဲ့နောက်ထပ်လဲမိမိပြပြအရာများကို တူးဖော်ကသူမနားလေစီမီဥပမာများနဲ့ကျမပြပြခဲ့ဤကုလိုချင်တာကိုရယူနိုင်ဖို့ကိုကအရင်စပေးတတ်အောင်လေတတိချက်တင်ချောင်းသူစီကအကျဉ်းသားအယူရကိုခံကျင်နေ ကိုကအရင်သူ့အပေါ်ကျင်နာယူရဖို့မမေ့အပ်ကြောင်းလူချင်းတမက်စိတ်တစ်ခုကိုသာအခြေခံက အချစ်ကိုမခံစားတဲ့ကြောင်းမိဘစီမံသည့်အိမ်တော်ရေးဆိုပေမဲ့တစ္ဆာရှိသည့်ခမောတဲ့ဆိုရင်ပဲအချစ်စစ်အတွက်ခยีမိုးလာကြောင်းမေတ္တာကိုမျှဝေရင်သာ အချစ်စိတ်ကိုနားလည်မှုယူတဲ့ကြောင်းသာသမီတန်ရောစဉ်သည်လည်းမေတ္တာနှောင့်ယှဉ်များပြီးမှမေတ္တာအရင်ခံသည့်အချစ်စစ်ကိုခုချိန်မှဥတီ၍ရကြောင်း ကျမကပဲအပြောကောင်းလို့လားသူမကပဲတတိရှိရှိပြောင်းလဲဖို့ဝင်မလေးသူမူလားမသိနောက်အခေါက်တွေမှာတငယ်ချင်းနဲ့ဆုံးဖြစ်တော့သူမတို့အိမ်တော်ကြီးကအတော်ပင်အစဉ်ပြေနေခဲ့ပြီ။သူကငါ့ကိုဂရုမစိုက်ပေမဲ့သားတွေကတော့တိတ်ကြူစိုက်တယ်ဟာ။အဲ့ဒီတော့ငါကလည်းသားတွေကိုဂရုစိုက်တာနဲ့တင်ကျေနပ်ပေးလိုက်တာပေါ့။နင်ပြောသလိုသားတွေကနေတဆင့်သူ့အကျင်နာကိုငါခံစားတတ်လာပြီ။ခုလေပြောသေးဤ တကယ်တော့သူမခင်မွန်းတဲ့ကပြောင်းလဲလာသည်မဟုတ်ပါအရင်တုန်းကလိုပင်ခက်အေးအေးခက်ယိုးယိုးသာအလုပ်ထဲခေါင်းဆိုင်နေမြဲတကယ်တမ်းပြောင်းလဲလာသည်ကသူမဤစိတ်သာပဲဖြစ်၏ရှေ့ရောက်လွန်းနေသည့်လူချင်းစိတ်တွေနည်းနည်းလျှော့လိုက်ပြီးမေတ္တာဓာတ်ကလေးနဲ့နားလည်မှုယူလိုက်တော့အရင်ဆုံးအေးငြိမ်းသွားရသည်ကကိုယ်စိတ်သာပဲမဟုတ်လားဘာပဲဖြစ်ဖြစ်အိမ်တော်တစ်ခုဤအကြောင်းများကိုဖားထေးလိုက်နိုင်ဖို့တငယ်ချင်းကို စိတ်ထက်အကူအညီပေးလိုက်နိုင်၍ ကြည်နှံ့မိပါသည်ကျမဘဝဤအစင်မပြေတာလေးတွေရှာကြံပြောကသူ့စိတ်ဖိစီးမှုများကိုဖွားဖို့ပေးရင်ကျမလိုပင်စိတ်ပုတ်ပါစွာနေတတ်စီဖို့နီလန်းမြဝေပေးနိုင်ခဲ့ဤဒါဟာကျမပုတ်ပုတ်ပါပါနေနိုင်ခြင်းအဓိကတော့ချက်ပါပဲကျမကငါ့ကြမှာဖြစ်ရလေခြင်းသူနဲ့မူဖြစ်ရလေခြင်းဟုဘယ်တော့မှမတွေးပါအကြောင်းအကျိုးကိုသာဆက်ဆက်တွေး၍အကျိုးမလိုခြင်းလျှင်အကြောင်းကိုပယ်ဖြတ်နိုင်ဖို့သာစူးစမ်းပါသည် ဘယ်ကိစ္စမဆိုနာကြီးမှုတွေကိုတဲဖို့လွယ်ပိုက်ထားပြီးကိုကအလှဲ့ကြုံတော့ပြန်ကလေးစားချီခြင်းဖြင့်အเจ้าတစ်တွေမဖန်တီးခြင်းတော့ပါစင်စစ်ကျမတို့အားလုံးသည်တန်တရားမှာကိုကိုဆွေးနှစ်ပြင်းပြီးအကုသို့အထုပ်ပိုးများကိုအမိုက်ခံပြီးမတဲဖို့ပဲတတ်နိုင်သမျှလွတ်ချပြစ်ခဲ့ဖို့ကိုသာစူးစမ်းတဲ့သည်မဟုတ်ပါလား မတိနာမလဲမှုဤအတိပွင့်များကလောင်ဆုံးစုစည်းမှုမှာပါခဲ့တာပါအားလုံးကိုကျေးဇူးတင်ပါတယ်